မေလာကွာဘိုင်ဆူနာမေလာကွာလာမဲရာမဲလို့မေမေဘီတီးလွတ်ခဲ့တဲ့ Chelsea ပဲနဲ့မြောက်လုံးဝမိလာများဘလူးလိုင်းယွန်းကင်းကနေပြီးတော့ပြန်လည်ကြိုးလိုက်ပါရင်အင်္ဂါနေ့ညကရှင်ပိုင်ကစားခဲ့တဲ့ Chelsea နဲ့ Barcelona ရဲ့ပွဲအစဉ်ကတော့တကယ်ကို Barcelona ဟဲ့ဝင်ခဲ့လေကွယ်ဆိုပြီးကျွေးကြော်ရလောက်တဲ့အထိ Stamford Bridge မှာ Chelsea တို့ခြေစွမ်းပြခဲ့တဲ့ညတညပါပဲဒီပွဲဟာ Chelsea ပြည်သက်တွေအတွက်တော့နှစ်ပေါင်းများစွာကြာမှပြန်ရလိုက်တဲ့ဂျင်းနဲ့ဆင်အောင်အောင်ဆုံးဥရောပညာချမ်းတညလို့ပြောလို့ရပါတယ် ဒရေးစီဆိုတဲ့ရလက်ကရိုးနိုင်ဝဲမဟုတ်ပါဘူး။ပြန်ဘက်ကဥရောပအခြေသေးပါဆိုတော့နီးပြကဟန်စင်ဖလစ်တိုက်စစ်က24ပွဲဆက်ခိုးပေါက်ပြောင်းမှထားတဲ့တိုက်စဉ်အဲ့လိုအတင်းကိုကလင်းရှိနဲ့အနိုင်ယူလိုက်တာကချဲစီရဲ့လက်ရှိအင်အားကိုကဘာကတိအောင်ကျင်ညာလိုက်သလိုပါပဲ။ပွဲစားတာနဲ့ချဲစီကဒရက်ဆက်တိုက်စစ်ဆင်ခဲ့တာကိုတွေ့ရပါတယ်။အထူးသဖြင့်ကွင်းလယ်မှာအန်ဆိုဖာနန်တဲဥစားမှုနဲ့အတူဘောလုံးပိုင်ဆိုင်မှုရောတိုက်စစ်လမ်းကြောင်းတွေမှာချဲစီဘက်ကအသာစီးရောက်နိုင်ခဲ့ပါတယ်။ပွဲချိန်၄မိနစ်မှာပဲညာတော်ဘက်က Wesley Fofana ရဲ့ဖြစ်တင်ပေါ်ကိုအန်ဆိုကလှလှပပသွင်းယူခဲ့ပါတယ်။ ဒါပေမဲ့ကန်ဆိုးကျင်တော့ Charlobus ကလိုကျော်နေထားတဲ့ကုလမကိုနောက်ဆက်ခဲ့တယ်ဆိုပြီးဒိုင်းကဂုံပေးခဲ့ပါဘူးဒီနေရာမှာချင်းစီကစားသမားတွေစိတ်တက်ကြသွားနိုင်ပေမဲ့ပို့ပြီးတော့တော့မှပူပီကစားလာခဲ့ပါတယ်ဘိုင်စနာဘက်ကပြန်လည်တိုင်းစိတ်ဆင်ရင် Faran Torres အခွင့်အရေးရခဲ့ပေမဲ့လွဲချော်ခဲ့တာကချင်းစီအတွက်တတ်တာရစေခဲ့ပါတယ်ဒီပွဲရဲ့အကြီးကအလှည့်ပြောင်းကနှစ်ခုရှိပါတယ်တစ်ခုကဥဆောင်ကိုရတာဖြစ်ပြီးနောက်တစ်ခုကတော့အာရာဥဟောထုတ်ခံလိုက်ရတာပါပဲချဲစီတို့ဥဆောင်ကိုရဖို့ကြိုးစားနေချိန်မှာကူကူယလာရဲ့ဘဲတော်ပဲဖြစ်နေပေါ်ကနေတဆင်ပက်ထရိုနယ်တိုကန်သွင်းရမှာဘာစလောနာခံလို့ဂျွန်းကွန်တင်းနဲ့ထိပြီးတော့ကိုကိုကိုပြောင်းဝင်သွားခဲ့ပါရင်ဒါကချဲစီရဲ့ဒက်ဆက်ဖျားပေးမှုရရလက်လို့ပဲပြောမှာပါ Ronald အဟာဦးဟောပရမအဝါကကိုစောရကတက်လို့ထိခဲ့တာဖြစ်ပြီးနောက်ဆယ်မိနစ်လောက်အကြာမှာတော့ကုကူရလာကိုကျန်းတန်းစွာဖျက်ထုတ်မိလို့ဒုတိယအဝါကန်းနဲ့ထပ်မံထုတ်ခံလိုက်ရပါတယ်။ဆယ်ယောက်ကျန်ပါစနာချဲစီတိုင်းစစ်လိုင်းကိုဘလို့မတောက်ခတ်နိုင်စွာမရှိတော့ပါဘူး။ဒီပွဲရဲ့အကောင်းဆုံးကစားသမားကတော့တေချာပေါ့ဘရာဇီးကျယ်ဝင်တဲ့ ST ပါပါပဲ။သူရဲ့ခြေစွမ်းကမက်ဆီလေးလို့နာမည်ပြောင်းနဲ့တကယ်လိုက်ဖက်တယ်ဆိုတာသက်သေပြသွားခဲ့ပါတယ်။ဒုတိယပိုင်းမှာ ST ပါကိုသွင်းယူခဲ့တဲ့ဂိုးဟာတကယ်ကို world class ပါပဲ။ ပန်နေအိန္ဒိယညာဘက်အစွန်နားမှာဘတ်စတာနောက်ခံလူနှစ်ယောက်ကိုလေစားကျော်ပြက်ပြီးဂိုဘိုက်ပေါက်ထွက်မဲ့အတွက်ကန်သွင်းသွားခဲ့တာကချက်သိမ်းထားစရာပါပဲဒီကောကြောင့်သူဟာအသက်၁၈နှစ်နဲ့၂၁၅ရက်နဲ့ချန်ပီယံလိပွဲအတွက်၃ပွဲဆက်တိုက်ဂိုးသွင်းနိုင်ခဲ့တဲ့တတိယမြောက်ဆယ်ကျော်လိုက်ကစားမဖြစ်လာခဲ့ပါရင်သူရှိမှာကီလီယန်အမ်ဘာပေနဲ့အာလင်ဟာလန်တို့လည်းရှိတော့တာပါဒါကိုချင်းဒီကောင်လေးရဲ့အနာဂတ်ကဘလောက်တောင်တောက်ပနေပြီလဲဆိုတာခံမှန်းလို့ရပါရင်သူကဂိုးသွင်းရုံနဲ့မကပါဘူးခွင့်ရေးကောင်း၃ချိန်နေဖန်ပြီးပေးခဲ့ပြီးဘတ်စတာကန်စစ်ကိုတညာလုံးဝင်တော့သွားခဲ့တာပါ တတိယကိုကတော့နီးပြရဲ့လူစားလဲမှုမှန်ကန်ကြောင်းတက်တည်ပြလိုက်တာပါလူစားဝင်လာတဲ့လီယန်ဒီလက်ကအန်ဆိုဖာနယ်ရဲ့လှပတဲ့ဖန်တီးမှုကနေတဆင့်ကိုလမနဲ့တူးချင်းတွေ့ပြီးအေးအေးဆေးဆေးအဆုံးသတ်သွားခဲ့ပါတယ်ဒီကောမှာလည်း VR ဒရမာခင်းခဲ့ပါသေးတယ်စစ်ကြတိုင်ကမူလကလူကျုံဘောလို့တတ်မှတ်ခဲ့ပေမယ့် VR ကပြန်လဲဆစ်ဆေးပြီးတဲ့နောက်မှာတန်ရှင်းတဲ့အတွင်းကိုဖြင့်အတီးပြုပေးခဲ့ပါတယ်ဒါကဘာစနာအတွက်နာယေးဖိဆာကိုအပိတ်တက်ပေးလိုက်တာပါပဲ ်ချဲစီတိုင်းစစ်ကိုချီးကျူးတယ်လို့ခန်းစစ်ကိုလည်းမေးထားလို့မရပါဘူးဘာစလာတင်းကဒီပွဲမတိုင်ခင်ချန်ပီယံလိနှစ်ပွဲဇတိုင်းဂိုးသွင်းထားနိုင်တဲ့အသင်းမှာဟန်ဆင်ဖလစ်လက်ထက်မှာတိုင်းစစ်ကမိကုံရန်ကုန်ပွင့်နေတာပါဒါပေမဲ့ဒီပွဲမှာတော့ချဲစီခန်းစစ်ကဘာစလာကိုအသက်ရှူဖို့မပေးခဲ့ပါဘူးဒီပွဲလုံးမှာဘာစလာဟာကိုဘော့ကန်သွင်းခွင့်၅ချိန်သာပြုလုပ်နိုင်ခဲ့ပါတယ်ဒါကချဲစီရဲ့ပရက်ဆင်နဲ့ခန်းစစ်စီစနစ်ကျမှုကိုပြသနေပါတယ်ဘာစနာလိုအတင်းကိုဂုမပေးအောင်ထိန်းချုပ်နိုင်တာကချဲစီနောက်တန်းတဲ့ကိုသမိုင်းအောင်မြင်မှုပါပဲချဲစီတွင်နေတာကခဲတာကအတင်းကိုတုံးကိုလောက်ခွင့်ပြုမခံခဲ့ရတာပါ ပွဲစားခြင်းအန်ဆွေရဲ့ကောင်းတိုက်ကိုကချားလိုပက်စ်လူဂျွန်လိုပဲဖျက်ခံလိုက်ရတယ်။အန်ဒရီဆန်တို့ရဲ့ဂိုးမှာဘောလုံးကစီးကျော်သွားပေမဲ့လူဂျွန်နေလိုပဲဖျက်ခံလိုက်ရပါပဲ။ SC ဘောင်ရဲ့နောက်ထပ်အခွင့်အရေးတချို့လည်းဂိုးမရခဲ့ဘူး။ဒါရီကိုသာခွင့်ပြုခဲ့မယ်ဆိုရင်ရလက်က3စီးမကပဲ5စီး6စီးလောက်ဖြစ်သွားနိုင်ပါတယ်။ဒါပေမဲ့လည်း3စီးဆိုတဲ့ရလက်ကလုံလောက်တဲ့အသက်တေပြားချက်တစ်ခုဖြစ်နေပါပြီ။ ချောင်းကုန်ကြည့်မယ်ဆိုရင်ဒီပွဲဟာချဲစီအသင်းရဲ့ Master Class ဆွမ်းဆောင်ကိုမြင်တွေ့ခဲ့ရတဲ့ပွဲလို့ဆိုရမှာပါ။အသင်းလိုက်စိတ်တက်ဟာအမြင်ဆုံးမှရှိနေပြီ။ပြိုင်ဘက်ကဘယ်သူပဲဖြစ်ဖြစ်အိုးစားမကွဲပဲတိုင်းစစ်ဖွင့်ကစားရတဲ့တက်တီကိုမြင်ခဲ့ရပါတယ်။ Barcelona အတွက်ကတော့ Araujo ရဲ့စီကံမဲမှုကပွဲကိုဖျက်ဆီးလိုက်တယ်လို့ဖြစ်ပေမဲ့စတရောက်ချင်းကစားနေနိုင်ချိန်မှာတော့ချဲစီကပိုကောင်းတဲ့ပုံစံကိုပြသခဲ့ပါတယ်။ဒီနိုင်ဘက်ကချဲစီတင်းကို Champions League Plan ချောင်းပေါ်မှာယုံကြည်မှုအပြည့်အဝရှိစေမယ့်တွန်းအားတစ်ခုဖြစ်လာမှာအသေးချာပါပဲ။ညီကိုတို့ကရောဘယ်လိုမြင်ကြလဲပြောပြသွားခဲ့ကြပါအောင်။အစောနေ့ကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရခင်ဗျာ။